အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တွေအားလုံးမင်္ဂလာပါ Liverpool အသင်းရဲ့ CEO ဖြစ်တဲ့ Michael Edward နဲ့အသင်းရဲ့အားကစား Director ဖြစ်သူကသူတို့အသင်းရဲ့နီးပြအာနီစလိုကိုကာလာရှိချာတက်တန်းထပ်တူပြီးစာချုပ်တွေချုပ်ဖို့လုပ်နေတယ်ပြီးရနေ့က Final အသင်းရဲ့နီးပြအာနီစလိုကို Liverpool က Jurgen Klopp ရဲ့နေရာမှာအစားထိုးခေါ်ယူခဲ့တယ် ခေါ်ယူခဲ့ပြီးတဲ့အချိန်မှာသူ့ရဲ့ပထမဆုံးနှစ်မှာပဲပရီးမီးယားလိမပေးချန်ပီယံဆူပလာကိုထိုက်တန်နဲ့ချန်ပီယံဖြစ်တယ်။ဆိုတော့ကလော့တောင်မှတရားသီတဲ့နဲ့မလုပြတာကိုသူလုပြခဲ့တဲ့အတွက်ကမ္ဘာဘလုံးကမ္ဘာကရှိတဲ့ဘလုံးပြည်သက်တွေအားလုံးက surprise ဖြစ်တဲ့အထိဒါသူ့ဘောကိုတော်တော်လေးယုံကြည်မှုရှိတယ်။ဆိုတော့အာနီစတော့ကိုလီဗာပူးကဒီယာဒီမှာတတန်းတိုးစာချုပ်ချုပ်ဆိုဖို့စပြီးတော့ဆွေးနွေးနေပြီ။ဆိုတော့အာနီစတော့နဲ့လီဗာပူးတင်းရဲ့ contract က 2028ခုနှစ်ထိသူ contract ချုပ်ထားတယ်ဆိုတော့သူပဋိကသူရောက်လာတဲ့အချိန်25အနေ28ထိ3နှစ်စာချုပ်ချုပ်ပြီးတော့ club ဘက်ကတော့ netherland နီးပြကိုတနစ်ကို euro 10သန်းကနေ12တန်းလောက်ထိ လာစာတူပေးပြီးတော့စာချုပ်သစ်ချုပ်ဆိုဖို့ပြင်ဆင်နေဆိုရဲအချက်ပဲဆိုတော့ဒီနေရာမှာ ani slot ကို liverpool ပိတ်သက်တော်တော်များများကတချို့က champion ဖြစ်တာဒီတိုင်းအောင်ဒီကောင် yagen club အသင်းเจ้า champion ဖြစ်ပါချစ်တာပါဆိုတဲ့ ါဝေဖန်မှုတွေတုံ့ပြန်မှုတွေတန်တရားတွေသူ့ပေါ်မှာရှိနေတုံးပဲဒီနေရာကြီးကသူစိတ်ကြိုက်အသိကိုသူတိဆောက်လာတယ်ဆိုတဲ့အချက်တစ်ချက်ကနေဒီဟာဒီဆောက်ကြည့်လိုက်ဒီဟာဒီမှာအာနီဆော့လုတ်ပြနိုင်ရင်တော့ဒါတကယ်ကို genius manager တယောက်လို့သတ်မှတ်လို့ရတယ်ဒီဟာဒီမှာအောင်မြင်မရပဲရုန်းကန်ရပြီဆိုရင်တော့ဒါမနစ်ကအရှိန်ကြောက်တာသူခံစားခဲ့ရတာဆိုပြီးတော့အဲ့လိုဝေဖန်တဲ့သူတွေလည်းရှိတယ်တချို့ကလည်းယုံကြည်မှုအပြည့်နဲ့ပေါ့လေဆိုတော့ဒီပါဦးကအခုလက်ရှိမှာသူတို့ရဲ့နီးပြအာနီဆော့ကို contract ကိစ္စကိုစပြီးတော့တက်တန်းထပ်တိုးဖို့ဆွေးနွေးတယ်။ဆွေးနွေးတဲ့အခါမှာအဲ့ contract မှာဒါကာလရှည်ကြာနောက်ထပ်တခု2028ဆိုတေးကြတယ်2030ခုနှစ်ထိအနည်းဆုံးတော့9နှစ်တူတူ brand new 9နှစ် contract လည်းဖြစ်နိုင်တယ်လို့6နှစ်ခွဲ6နှစ်လည်း contract လည်းဖြစ်နိုင်တယ်။အဲ့နေရာမှာအာနီစလိုနဲ့ပတ်သက်လို့ Liverpool ပြည်သက်တယ်ဘလို့မြင်အမြင်ကြပါလေအခု Liverpool က contract ကိစ္စကိုသူတို့ဆွေးနွေးတဲ့အခါမှာခနာတရဲ့ contract ရဲ့အာနီစလိုရဲ့ contract ရဲ့အဲ့နှစ်ခုကိုအဓိကလုပ်တယ်။နောက်တစ်ဖက်က Andy Robinson ကိုသူတို့ကတတ်တမ်းမတိုးဖို့ဆုံးဖြတ်ထားတယ်။ဆိုတော့နွေရာသီမှာ Andy Robinson ထွက်ဖို့များတယ်။ Mosales ကတော့သူတို့စဉ်းစားတာပေါ့လေ။တစ်ချိန်ချိန်မှာ Salas ညာအစားထိုးမဲ့သူတို့အခုလောလောဆယ်ကလပ်ကအလုပ်လုပ်နေတာ၃မျိုး၂ခုပဲရှိတယ်။၃ခုပေါ့လေ။တစ်ခုက Aniso ကိုတတ်တမ်းတိုးဖို့တစ်ခုကခနာတီရဲ့ contract စာချုပ်ချုပ်ဖို့နောက်တစ်ခုကတော့ခနာတီကိုတတ်တမ်းတိုးလို့များရင် replacement ရှာဖို့နောက်ဆုံး option က Mosales ရဲ့အခြေအနေအဲ့ဒါတွေကိုသူတို့သုံးသပ်နေတဲ့အချိန်မှာကလပ်ရဲ့ direction ကိုလည်းသူတို့ကြည့်တယ်။ဆိုတော့ အာနီစရောနဲ့ပတ်သက်လို့လီဗာပူးပြည်သက်တွေဘူးမကြအာတချို့ကလည်းအောင်းဒီကောင်ကဥရောပကောင်ဖြစ်တယ်နယ်သာလန်နီးပြဖြစ်တော့သူ့နယ်သာလန်သားတွေကြီးပဲကြိုက်တယ်ပေါ့အထူးသဖြင့်လူးဝစ်ရဲ့ကိုထုတ်လိုက်တဲ့အချိန်မှာလီဗာပူးပြည်သက်တွေတော်တော်များများအတန်ကအိုက်တန်ဒီကောင်ကသူ့ကောင်တွေကြီးပဲသူအာကိုနေတယ်သူ့ကောင်တွေကြီးပဲသူခေါ်ပြီးတော့တကယ်အာကိုရတဲ့ကောင်တွေအကုန်ကန်ထုတ်လိုက်တယ်ပေါ့လေအခုကကျွန်တော်ပြန်ကြည့်လာတောင်မေရီယာကစားမတွေလီဗာပူးကနဲလာပြီနော်ရင်းနှုံးကလူးဝစ်ရဲ့ရှိတယ်ဒါဝင်းနူးညက်ရှိမယ်အလတ်ရှိမက်ဂလာဆာရှိတယ် အိုက်ကနေမှဆင်ဟူတောင်မေးကကစားမတွေနဲတဲ့နဲလာပြီးနှစ်ယောက်ရှိပြီးအလက်စစ်မက်ကလဆာတယောက်ပဲဂျန်တော့တယ်ဆိုတော့အားလုံးက European style play ပုံစံဖြစ်လာပြီး European type ပုံစံဖြစ်လာတဲ့အချက်ကိုတချို့ကလည်းသဘောမကျဘူးဆိုတော့အာနီဆိုနဲ့ပတ်သက်လို့အခုဒီ तू က DRD မှာပေးသက်သူ့ဝေဖန်နေတဲ့အဓိကအချက်က player တွေကိုဟိုအကူအားတာတဲ့နေရာမှာမသုံးမနဲ့သူ့ကစားကွက်နဲ့အံဝင်မှာထပ်စာရေးသူတို့ဝယ်ထားတဲ့ကစားမားတွေခြေစုံမပြနိုင်ပါဘူးစိုးရင်ပြီးတော့ तू က ပြောက်တော့လျှောက်တုံးနေတဲ့ပေါ်ဥမာ support sign ရဲ့လုံအားနဲ့ wall rate နဲ့နောက်သူအားကောင်းနဲ့ကွင်းလယ်မှာထက်ကို right back မှာ Jeremy Frimpong လို့ corner Bradley လို့ရှိတယ်ဒါကြတော့ corner Bradley လို့ပါတော့ကောင်းတယ်ဗျ Liverpool နဲ့ Champions League ဒုတိယပတ်ပွဲမှာတွေ့တယ်မှာသူဘလောက်ကောင်းလဲအဲ့ပြီးတော့ Jeremy Frimpong လည်းမညံ့ပါဘူးဒါပေမဲ့သူကအိုက်ကောင်တွေကိုမယုံဘဲနဲ့ဒီ support sign ကို right back ထဲထားလိုက်ရတဲ့အခြေအနေ အခြေအနေနောက် Florin Vas ကိုအသင်းထဲမှာအရင်အဝင်အောင်လုပ်တယ်အခု Akitiye နဲ့နောက် Isak လည်းရှိသူ့မှာလည်း under pressure တွေအများကြီးပဲတကယ်လို့ Diarty မှာ Liverpool ပြည်သက်တည်း Anisro ကိုတက်တန်းတိုးတယ်ပေါ့ဘယ်လိုမြင်လဲ Diarty မှာ Liverpool Champion ဖြစ်တယ်ဆိုတော့ Anisro ကတကယ် genius ကြီးပြ Diarty မှာ struggle ဖြစ်ခဲ့ပြီးသူ Diarty မှာရုံးကမနစ်ကတော်တော်ဝဟန်ချက်ညီတယ်ခံစစ်အရန်ကောင်းနေချိန်မှာ Diarty က ခန်စီကရံပြေးလျံဖြစ်ပြီးလိုရကူကိုပေနေရတယ်ဆိုတော့အာနီစတော့နဲ့ပတ်သက်လို့တတ်တန်းတိုးမဲ့စာချုပ်အစ်ပေါ်ဘလို့မြင်ကြလဲအာနီစတော့ကရောတကယ်ယာဂန်ကလော့ကိုထပ်ပိုကောင်းတဲ့စံချိန်နဲ့ချန်ပီယံဖြစ်ထားတော့ယာဂန်ကလော့လိုပဲဂျီနီယပ်စ်တီးပြတယောက်ဖြစ်ဆက်ပြီးတတ်မှတ်လို့ရတယ်ဘလို့ထင်ကြလဲကိုမမဝင်အောင်မှတ်ချက်ပေးကြပါအားလုံးကျေးဇူးတင်ပါတယ်